ဟုတ်ကိုနိုင်ခဲ့ပေမဲ့လည်း Emery လောက်ခဲ့တဲ့လေးစားမှုမရှိတဲ့ဒီယာဂိုဝေဖန်နေကြတဲ့ United ဖန်များ Manchester United နီးပြ Robin Emery ရဲ့အသင်းဟာ Morinas Queen မှာ Hove အသင်းကိုလေးကိုတကွနဲ့အနိုင်ရရှိခဲ့ပေမဲ့လည်း Manchester United များပြားကနီးပြ Emery ရဲ့ဆုံးဖြတ်ချက်တွေပေါ်မှာစိတ်ပြတ်ခဲ့ကြပါရီ Emery ရဲ့ Manchester အသင်းဟာ Hove ကိုနိုင်ယူခဲ့ပြီးအမှတ်၃မှတ်ရယူခဲ့ပါရီရှုံးနေခဲ့တဲ့ Hove အသင်းက Robert Edward လက်အောက်မှာဒီယာဒီပြမာဆုံး15ပွဲမှာနိုင်ပွဲမရှိသေးပဲအနည်းဆုံးနဲ့73မှတ်အဆင့်16ဘန်လီအသင်းနဲ့10မှတ်ကွာဟနေခဲ့တာဖြစ်ပါရီ မယူတင်ကပွဲကောင်းတစ်ပွဲကစားနိုင်ခဲ့ပြီးတော့ဘရူနိုဖာနန်ဒက်စ်က25မိနစ်မှာအဖွင့်ကိုသင်ယူပေးသွားခဲ့ပါပြီ။ဓမ္မပိုင်းပွဲပြီးကနေမှဂျင်ရီနာဘယ်လီကော့ကအူအတွက်ခြေပါကိုသင်ယူပေးသွားခဲ့တာပါ။ဒမတတိယပိုင်း50မိနစ်မှာဘရိုင်းအန်ပူမိုကဒီဂိုဒါလော့ရဲ့ဖန်တီးမှုကနေနှစ်ဂိုးတစ်ဂိုးနဲ့မယူကိုဦးဆောင်စေခဲ့ပါပြီ။60မိနစ်မှာတော့ဖာနန်ဒက်စ်ကမေဆန်မောင့်ကိုဖန်တီးပေးရမှာမောင့်ကသင်ယူပေးခဲ့ပါပြီ။ပွဲပြီးကနေ10မိနစ်လိုမှာပေါ်တူဂီစားမှဖာနန်ဒက်စ်က ပဏီကနေတွင်ယူပေးခဲ့ပြီးတော့4-1နဲ့ပြတ်သက်နိုင်ရရှိခဲ့လို့မယူကလက်ရှိချိန်အဆင့်6နေရာမှာယက်တည်နေပါရီ။နိုင်ရခဲ့ပေမဲ့ပရိသတ်တချို့ကနေပြအမွန်ရဲ့လူစားလဲမှုတွေကိုမနှစ်သက်ခဲ့ကြပါဘူး။ပရိသတ်များပြားကကော်ဗီမန်နူကိုပိုပရမဆောဆောထည့်တင်တယ်လို့အကြံပြုခဲ့ပါရီ။အင်္ဂလန်လူရေးစင်ကစားမမိုင်နူကပုံမှန်ပွဲချိန်17မိနစ်သာကျန်တော့မှကက်စမီရိုနေရာမှာလူစားဝင်ကစားခွင့်ရရှိခဲ့တာပါ။မန်နူကပြပါကလပ်တီနဲ့တရင်နေထွက်နေပြီးတော့ဒီယာဒီမာပရီးမီးယားလီဂ်မှာပွဲထွက်ခွင့်မရသေးသူဖြစ်ကဘိုင်မင်းနဲ့နာပိုလီတို့ကပါစိတ်ဝင်စားနေရလို့သတင်းတွေကဖော်ပြနေကြတာပါ။ ။ဒီချိန်ထဲမှာပဲပရိသတ်တချို့ကအသက်16နှစ်ရွယ်ရှေးလီစီကိုအသင်းကြီးအတွက်ပထမဆုံးပွဲထွက်ခွင့်ပေးသင့်ပြီလို့ယူဆခဲ့ကြပါတယ်။လီစီကနောက်ဆုံး၄ပွဲစတိုက်လူစီရင်မှာပါဝင်ခဲ့ပေမဲ့ပါဝင်ခွင့်မရခဲ့သေးပါဘူး။အမရင်ကလေစီကိုပွဲဥထက်ခွင့်ပေးမဲ့အစားလီဆန်ဒိုမာရီနက်စ်၊မိုင်နူ၊ဂျိုရှွဲဇက်စီ၊ဘတ်ချစ်တော်ကူနဲ့လန်နီရိုယိုစတဲ့အတွေ့အကြုံရှိတဲ့ကစားသမားတွေကိုဒုတိယပိုင်းမှာလူစားလဲခဲ့ပါရီ။ပရိသတ်တို့ကဒီလိုပွဲမျိုးမှာတောင်မှ16နှစ်ရွယ်လေစီကိုပွဲထွက်ခွင့်မပေးတာကတကယ်ကိုနားမလည်နိုင်စရာပါပဲ။ ။ဖိုးဝါနဲ့ဦးဆောင်ရဲ့အနေထားပွဲပြီးကနေဒီတက်ပိုကောင်းတဲ့ပဲချိန်မှာရှိနိုင်အောင်ပါလေ။လူငယ်ကစားမရရဲ့စိတ်ဓာတ်ကိုထည့်စင်းစားသင့်နေ။အမရင်ကကလဲရဲ့နာကက်ပေါ်မှာလေးစားမှုမပြခဲ့ဘူးလို့မှတ်ချက်ပေးခဲ့ပါရီ။အကြပရိသတ်တဲ့ဦးကလည်းကျွန်တော်တို့နိုင်ရခဲ့ပါရီဒါပေမဲ့ပျော်ရွှင်မှုမရှိဘူး။လေးစီကလူချင်းမှာလေးပွဲဆက်ပါဝင်ပြီးပြီ။ဒီနေ့လိုနိုင်တေချာတဲ့ချိန်မှာသူ့ကိုစီနီယာအသင်းမှာပထမဆုံးမိနစ်အနည်းငယ်ပေးဖို့ဗာများခက်ခဲလို့လေ။ဒါကလူငယ်ကစားမတယောက်ရဲ့အိမ်မက်ကိုချိုးဖျက်လိုက်ကြပဲလို့ဝင်ရောက်ရေးသားခဲ့ပါရီ။ နောက်တစ်ပရိသတ်တူကလည်းလီဇန်ဒိုမာတီနက်စ်လိုကစားမကို4-1နဲ့ဥဆောင်နေချိန်မှာထည့်တာကဘာအတွက်လဲဗျ။လေးစီကို9မိနစ်10မိနစ်လောက်ပြီးလိုက်လို့အသင်းကိုဘာမှထိခိုက်စေမှာမဟုတ်ပါဘူး။အမရင်ကလိုအပ်ထားတဲ့ပုံပြီးတော့3ထားနေတယ်။ကျွန်တော်ရဲ့လူငယ်တွေတခြားကလပ်တွေကိုမပြောင်းခင်သူတို့ရဲ့တန်ဖိုးကိုသိစေချင်တယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။